ောက်ဖို့ဝိဝေတာကစဆက်လိုက်ဝေတာကစညမပတ်စံနေပဲညမစိုက်ပြီးမှဝေပေးခဲ့ရတာညမအိမ်မှာနေတယ်ညမချက်တဲ့ထမင်းကိုစားတယ်ညမနဲ့အတူတူထမင်းတောင်းပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေးဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ်ဒါတောင်မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူး ကဲအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဗီဒီယိုမှာတော့ line ပေါ်မှာအခုတော်တော်လေးကူမှာ popular ဖြစ်နေတယ်ပေါ့နော်ဒီပိုင်နှခွင့်ရဲ့ညီရှင်ဖုံးပြေးနဲ့သူ့ရဲ့ချစ်သူကောင်းမလေးရဲ့ပွဲဗီဒီယိုကိုကျွန်တော်တို့အာကြည့်ရမှာဖြစ်ပါတယ်အာပွဲဗီဒီယိုကကျွန်တော်တို့အစဘယ်လိုလဲဆိုတော့ဒီပိုင်နှခွင့်ရဲ့ညီရှင်ဖုံးပြေးကသူ့ရဲ့ချစ်သူကောင်းမလေးမတီပဲနဲ့ပေါ့နော်အဲတခြားသောဒီမိန်းမတွေနဲ့ဖောက်ပြန်တာကိုသူ့ချစ်သူကောင်းမလေးကတီသွားပြီးတော့ပေါ့နော်သူ့ချစ်သူကောင်းမလေးက ဒေရှင်းထားတဲ့ video file ကိုကျွန်တော်တို့အခုကြည့်ရမှာဖြစ်ပါတယ်เนาะဆရာမီတဲ့ဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့เนาะဒါပေမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီအရန်ဆိုင်လုံးလို့မတဲ့ဒီဟာကိုတင်ရတာပါဒီဟာကိုဒီ video ရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေရမှာလမ်းခွဲလိုက်တာပါ April 73ရက်နေရမှာလမ်းခွဲလိုက်တာပါ72ရက်နေ့ညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါ ပြီးတော့မိတဲနဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း24 25ရက်ကသူအိမ်ဘွားဆင်းလာတယ်အိမ်ဘွားဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြောင်းချင်ဘူးသူကသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းအတူတူရှာပေးရဲသူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာ तू လုံးဝအိမ်ဘွားဆင်းလာတဲ့အချိန်မှာတက်စီခါတောင်သူ့မှာပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားခင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားရတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညမပတ်စံနေပဲရှင်းခဲ့တယ်ညမပဲပေးခဲ့တာပါပြီးတော့ तू အိမ်ငားမယ်ဆိုပြီးပြောတဲ့အချိန်မှာညမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့အကူစီမှာ तू အပ်ထားတဲ့ပတ်စံရှိရယ်ပေါ့နော် तू ကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပစံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုသွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပြီးပါတယ်။အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လ၊ကွဲစားကတလပြီးတော့အာဒီပိုဇစ်ကတလဆိုတော့အလုံးပေါင်း8လချုပ်ရတယ်။အဲ့ဟာကိုညီမသူ့ကိုညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်။သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့။အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူး။ အာသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအเจ้าမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာမနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ဒီအိမ်မှာရှိနေတဲ့အချိန်မှာဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူး သူဒီညီမလေးအတူတူနေရဲ့ဒီဒီနှစ်တွင်းမှာဒီနှစ်တွင်းမှာသူအလုတ်၃ခုသူကြောင်ညာ၃ခုရှိရဲ့အဲ့၃ခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီရမယူခဲ့ပါဘူးပြီးတော့အခုသူကပတ်စံပြန်တောင်းနေဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းလာပါညီမပြန်တောင်းနေဆိုတော့ဒါအင်အား၆လပြည့်သွားလို့နောက်ထပ်၆ချက်ဖက်ပြီးတော့မှ၆လချုပ်တယ်အလုံးပေါင်းအင်အား၁၄လစာ၆သိန်းနဲ့၁၄လစာဆိုရင်၈၄သိန်းရှိပါတယ်မီတာခါက ဒီတနစ်စာမီတာခါတွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အလုံးပေါင်း10သိန်းပဲညီမတွက်ထားရယ်အဲ့တော့64သိန်းသူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညီမပတ်စံနေပဲညီမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးသုံးနေတာဒီလိုမျိုးတောက်နေရတာကညီမပတ်စံနေပဲညီမပေးခဲ့ရတာပါအဲ့ဒါကိုသူကသူ့မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေ့တုန်းကကျတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့ လောက်ချင်တာလို့တဲ့အခုတွဲကပြက်ကကြနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်ကနစ်နာပါလေသူအဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လေ73ရက်နေ့ထိညီမနဲ့သူနဲ့အဆက်အသွယ်ရှိနေတယ်ဖုန်းမက်ဆက်တွေလည်းရှိနေတယ်စာတွေလည်းရှိနေတယ်73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲ ငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲလိုက်တာပါဘာလို့လဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်နေရရင်ညီမမခံနိုင်လို့ပါညီမအိမ်မှာနေတယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတောင်းပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ်ဒါတော့မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးမြောက်ရောက်များဆိုတာသူဖောက်ပြန်ထားတဲ့ဟာတွေသူ့ဖုန်းကိုညီမယူပြီးကြည့်တဲ့အချိန်မှာ အကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမအကုန်လုံးဓာတ်ပုံချိုက်ပြီးတော့မှတက်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီဧပြီ6ရက်နေ့မှာဒါသူ့အကိုရုံးနဲ့သူအလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ် ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့သူနဲ့ဒီလိုပဲတမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့တော့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော့ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ် အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တင်နေတကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တင်အကုန်လုံးရှိပါတယ်ဆိုတော့ तू ကအခုတအားတရားလုံလုံအာကြီးသွားပြီသူ့ဖက်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမကိုအခုလိုမျိုးဖိနှိပ်တာအခုလိုမျိုးနိုင်ထက်စီနေလောက်တာယောက်ျားတယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းရင်ယောက်ျားမရှိဘဲနဲ့မိမ့်မလို့မိမ့်မရနဲ့အခုလိုမျိုးတွေ तू ညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင် तू နဲ့ဖုန်းပြောထားတဲ့ record တွေ သူဒီဘက်ဆက်နေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလဲညီမ Facebook မေးဘဲဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလဲညီမဒီသူနဲ့ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိန်းမတယောက်ရဲ့တာဝန်ကိုကြည်အောင်အကုန်လုံးလုပ်ပေးခဲ့ပါတယ်မိန်းမတယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြည်ပြီးမှညီမပခုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာငွေးထားခဲ့ရတာစကင်ကဲကစအိမ်မှာ စားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအဆအဆရရ ကိုမွေးထားတဲ့ကလေးတယောက်ကလေးတယောက်ကိုပြုစုနေရတယ်လို့မျိုးကျမသူ့အိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာအဲ့လိုမျိုးထားထားရတာမှပဲသူကတခြားမိန်းမတယောက်တော့မကတော့မိန်းမရင်းနဲ့သူဖောက်ပြန်နေဆက်ချက်တယ်သူဆက်ချက်ထားတဲ့ဟာတွေကဆာကျမ Facebook အကောင့်မှာတင်ထားပါတယ်သွားကြည့်လို့ရပါတယ်ရှင်မိသားစုနဲ့သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနှိပ်တာကိုညမမခံနိုင်လုံးလုံးဒီဟာကိုတင်ရတာပါ ်ညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေရကြည်ပေးနေရလူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ခြားရစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းမိသားဘက်ကအနှူးညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိသားခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လို့အခုညနေမှာသူပြောထားတဲ့စကားတွေသူပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအကုန်လုံးဒီညီမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေအရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလုပ်ဖို့အစင်တက်မှာပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှ အကုန်လုံးလှုပ်ထားပါတယ်လို့သူသွားချင်တဲ့လမ်းအနီးသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းရှင်းဘလို့နီးနဲ့ပဲဖြည့်ရှင်းရှင်းဒါပေမဲ့ညီမပတ်စံကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်သိနေတဲ့ကွာအကုန်လုံးရှိပါတယ်သူကပြောရဲစာချုပ်စာတမ်းနဲ့ယူထားတာမဟုတ်ဘူးသူညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာတမ်းမရှိဘူးပေးချင်ပေးမယ်မပေးချင်မပေးဘူးဆိုတဲ့စကားတည်းယောက်ျားစကားမဟုတ်ပါဘူးမိန်းမလို့မိန်းမရမိန်းမထမိန်နာခိုစားပြီးရောမှ တိတ်ခါမရှိတော့ယောက်ျားအကျင့်ဆက်ရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဖက်ကလုံးဝမခံနိုင်လို့လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်းနေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့ကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါဒီဇလန်ထဲမှာဂျားတွေကတော့ငါတို့တွေကတော့ခင်မို့မို့အေးတော့မဖြစ်ချင်ဘူးအာဒါပေမဲ့ဒီဇလန်ထဲမှာပေါ့နော်ဒီပွဲထဲမှာဘယ်သူမှလဲဘယ်သူမှလဲဆိုတာကိုကိုယ့်ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကွန်မန့်မှာထုံးစံအတိုင်းပဲဆွေးနွေးတိုင်ပင်သွားနိုင်ပါတယ်ရေးသွားနိုင်ပါတယ်နော် ကဲဂျားတွေကနေခင်မှုပြီးတော့မဖြစ်ကြနိုင်ဘူးเนาะ